အားလုံးပဲမင်္ဂလာပါ။ကျမကတော့ဧကဒသမတန်တမိုင်းအခန်းလေးမြေရှင်ပရိသတ်ခေဥရောပကိုတင်ကြပေးပါပါ။အဲ့တော့မြေရှင်ပရိသတ်ခေဥရောပမှာကျွန်တော်ကအပိုင်း၄ပိုင်းနဲ့တင်ကြမှာဖြစ်ပါတယ်။လေးဒသမတင်မြေရှင်ပရိသတ်စနစ်ပေါ်ပေါက်လာဖို့လေးဒသမနှစ်လေယာစာပြူရေးကိုအခြေခံသောစီးပွားရေးလေးဒသမသုံးသူကောင်းမျိုးနှစ်တခင်ကံကြွေးစာဆက်ဆံရေးလေးဒသမလေး လက်သမားနဲ့မေရှင်စနစ်ဆိုပြီးတော့အပိုင်း၄ပိုင်းနဲ့တင်ကြပေးမှာဖြစ်ပါတယ်။ လေးသမတိဖြစ်တဲ့မြေရှင်ပရိသတ်စနစ်ပေါ်ပါလာဖို့ဥရောပမှာမြေရှင်ပရိသတ်စနစ်ပေါ်ပေါက်လာပုံနဲ့အနောက်ဥရောပရဲ့လုံခြုံမှုစိတ်သုံးစေတဲ့ကျူးကျော်မှုတွေကိုဆွေးနွေးတတ်စေရန်ဥရောပရဲ့စီးပွားရေးအားစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးစနစ်ဖြစ်လာပုံနဲ့မြေရှင်ပရိသတ်စနစ်ရဲ့အခြေခံကျူးဝင်များကိုသိရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်ကြားပေးမှာဖြစ်ပါတယ်။လေးသမတိမြေရှင်ပရိသတ်စနစ်ပေါ်ပေါက်လာဖို့လူဖွဲ့စည်းစနစ်တဲ့တရက်ကစနစ်ဟောင်းအတွင်းမှာပဲတရေတည်ပြီးတော့တဖြည်းဖြည်းထွန်းကားလာတာ ပြောချင်တာကတော့စနစ်အစ်စ်တစ်ခုပြောင်းမယ်ဆိုရင်တခါတည်းတန်းပြီးတော့အစ်စ်တစ်ခုကပြောင်းလဲတာလို့မရဘူးစနစ်အဟောင်းကိုမှတဖြည်းဖြည်းတဆင်ချင်းတဆင်ချင်းမှပြောင်းလဲရတာ အဲ့တော့စနစ်ဟောင်းထဲကနေပြီးတော့အဲ့ဒီတရေကနေပြီးတော့မှဒိုစနစ်တင်မှာဘလိုပုံစံနဲ့ပြောင်းပါလဲအချိန်ကာလတစ်ခုအတိုင်းအတာတစ်ခုထိတော့ယူပြီးတော့မှတဖြည်းဖြည်းထွန်ကလာတာ။ဒါကြောင့်မီရှင်ပရိသတ်တိစနစ်ကဆိုရင်ဘယ်ရနေပေါ်ပေါက်လာလဲဆိုရင်အနောက်ရောမအင်ပါယာကြီးပြိုခွေသွားတယ်။အဲ့တော့ပြိုခွေပြီးရဲ့နောက်မှာအနောက်ဥရောပဒေသရဲ့နိုင်ငံရေးနဲ့စီးပွားရေးအခြေအနေအရပေါ်ထွန်းလာတဲ့စနစ်တရဖြစ်ပါတယ်တဲ့။အဲ့ဒီမီရှင်ပရိသတ်တိစနစ်ကဥရောပမှာတခြားပြည်ငယ်လေးတွေအဖြစ်ဖွဲ့စည်းဖြစ်ပေါ်လာရနေပြီးတော့တဖြည်းဖြည်းပြောင်းလဲလာတာ။အဲ့နောက်ပိုင်းမှာတကယ်ရေပုံလေးနဲ့ပြပါ ်မယ်နော်အဲ့တော့မြေရှိမရိတရိစနစ်ထုံးကားလာတဲ့အခါမှာဒေတာအလိုက်ကွေးပြချမ်းသာတယ်ဒါပေမဲ့လေအခြေခံအဖြစ်ကတော့တူညီတယ်ပေါ့အဲ့ဒီမြေရှိပရိတရိစနစ်ကိုကံကြွေးချမြေရှိစနစ်စနစ်လို့လည်းခေါ်တယ်အဲ့တော့ကံကြွေးချမြေနဲ့ အဲကံကြွေးစားနေဆိုတာလည်းရှိတယ်ဗောနော်အဲ့တော့ကံကြွေးချမြေဆိုတာကဘာလဲဆိုရင်မြေစင်ပရိတရစ်တွေကသူတို့ပိုင်နေမြေကိုသူတို့ရဲ့တစ္ဆာခံတွေကိုဗောနော်သူတို့တစ္ဆာခံထားတဲ့သူတွေကိုအဲဒါသူတို့ရဲ့မြေကိုငှားထားတာအဲအဲ့လိုငှားထားတာကိုကံကြွေးချမြေလို့ခေါ်တာဗောနော် အဲ့မီရှင်ပရိသတ်စနစ်အဲ့လိုတိုးတက်ပြောင်းလဲလာစေတဲ့အခြေခံအကြောင်းရင်းတွေကပါလဲဆိုရင်လုံခြုံမှုစိတ်သွင်းစေတဲ့နိုင်ငံရေးအခြေအနေပေါ်ပေါက်လာတာနဲ့စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးစနစ်ကြီးထွားလာတဲ့အတွက်ကြောင့်မို့လို့မီရှင်ပရိသတ်စနစ်ကြီးအားတိုးတက်လာတာပါ။ငါဒီမှာဆိုရင်ကြည့်မယ်။အဲ့တော့အဲ့ဒီမီရှင်ပရိသတ်စနစ်ကြီးရဲ့ဒါအခြေခံအကြောင်းရင်းတွေကပါလဲဆိုရင် not mean လို့ခေါ်တဲ့ biking အဲပင်လယ်ပြင်ဆိုးမှုတဲ့သူတွေက မြောက်ဖက်အရက်ကနေပြီးတော့ဝင်လာမယ်အဲဒီမှာဆိုရင်ဒီမှာတစ်ချေလို့ကြည့်မယ်အဲဒါဆိုရင်အပေါ်ဆုံးအရက်ကညဦးရက်နော်တောင်ရက်အစေးရက်အနောက်ရက်အဲဒီလားလေးနဲ့ကြည့်မယ်ကြည့်ပြီးသွားတော့အဲ့ဒီမှာဒီ mission ပရိသတ်စနစ်ကြီးပေါ်လာတဲ့အခြေခံအကြောင်းအရာပါလဲဆိုရင် North Main လို့ခေါ်တဲ့ Viking တနည်းအားဖြင့်ပင်လယ်ပြင်ဆိုးမှုတဲ့သူတွေကမြောက်အရက်ကနေဝင်လာမယ်ဒီမှာခြေတို့မြားလေးနဲ့လည်းပြထားတယ်ဒီမှာခြေအနီရောက်လေးနဲ့ဒါလေးက Viking တွေရဲ့ကျူးကျော်တိုက်ခိုက်လာတာနော်ဒါလေးကဒါ Viking တွေရဲ့ကျူးကျော်ဝင်ရောက်လာတယ်ပြီးရခါမှာ Majas ဟန်ဂေရီလူမျိုးစုတွေကအရှိဘက်အရက်ကနေပြီးတော့ကျူးကျော်တိုက်ခိုက်လာတယ်။အဲနော်အဲ့ဒါလေးကပြောမစွင်ဒီကျတော့ဒီမှာခရမ်းရောင်လေးပေါ့နော်ခရမ်းရောင်လေးနဲ့တို့ရဒီမှာဝင်လာတယ်။ဒါမှကြာဟန်ဂေရီလူမျိုးတွေကနေပြီးတော့အရှိရက်ကနေပြီးတော့ဝင်လာတယ်။ပြီးတဲ့အခါမှာမွတ်စလင်တွေကတောင်ရက်ကနေကျူးကျော်တိုက်ခိုက်လာတယ်။အဲ့တော့မွတ်စလင်တွေဆိုတော့မွတ်စလင်တွေကဒီမှာအစိမ်းရောင်ကလာလေးနဲ့ဒီကျတော့ပြန်ထားတယ်။အဲ့ဒါဒီကမွတ်စလင်တွေရကြတော့တောင်ရက်ကနေပြီးတော့ကျူးကျော်လာတယ်။အဲ့ဒီလိုနောက်ဥရောပကြီးရဆိုရင်ဒါလုံခြုံမှုတွေစိတ်တုံးလာတယ်ပေါ့။အဲအဲ့လိုစိတ်တုံးလာတယ်ဆိုတော့အဲ့လို ကျူးကျော်တိုက်ခိုက်မှုတွေရှိလာတဲ့အတွက်ကြောင့်မို့လို့ဒီဥရောပမှာဆိုရင်လုံခြုံမှုစိတ်တုံးစီတဲ့နိုင်ငံရေးအခြေအနေတွေဖြစ်လာခဲ့တယ်။အဲ့တော့အဲ့လိုအခြေအနေမှာဥရောပတိုင်းမှာကုန်သွယ်မှုတွေကျဆင်းလာပြီးတော့အယောင်းဝယ်တွေပြုတဲ့ဈေးတွေမရှိတော့။ဘာကြောင့်လဲလုံခြုံမှုမရှိတဲ့အတွက်ကြောင့်မို့လို့ယောင်းဝယ်မှုဆိုတာလည်းအဲဒါမထွန်းကြတော့နော်မဖြစ်နိုင်တော့ဒါကြောင့်ဈေးတွေလည်းမရှိတော့ဘူးဈေးတွေမရှိတဲ့အတွက်ကြောင့်မို့လို့ငွေကြေးသုံးဆက်လက်ပတ်မှုအားလည်းနည်းနည်းပဲရှိတော့တယ်။အဲ့တော့လဲလှယ်ရေးမှန်တိုင်းအဖြစ်ရတော့ငွေကြေးအစားထောက်ကုန်ပစ္စည်းချင်းလဲလှယ်တဲ့စနစ်ပဲလုပ်ကြတော့တယ် သူတို့အတွက်လုံခြုံမှုမရှိနေတဲ့အတွက်ကြောင့်သူတို့ငွေကြေးတွေလည်းမတုံ့ကြရဘူး။ထောက်ကုန်ပစ္စည်းချင်းပင်အချင်းချင်းလဲလဲတဲ့ဆန်တွေပဲရှိခဲ့တယ်။အဲ့လိုဆိုတဲ့အတွက်ကြောင့်မို့လို့ငွေကြေးလဲလဲမှုမရှိဘူး၊ကုန်သွယ်မှုတွေမရှိနေတဲ့အတွက်ကြောင့်မို့လို့အခွန်ကောက်ဖို့အတွက်ခက်ခဲလာတယ်။အခွန်ကောက်ဖို့အတွက်ခက်ခဲလာတော့အစိုးရရဲ့ဘဏ္ဍာငွေတွေလျှော့ပါလာခဲ့တယ်။ဒါကြောင့်ဥရောပရဲ့စီးပွားရေးအရဆိုရင်စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဖြစ်လာတယ်။ဒါကြောင့်လည်းထုတ်ကုန်ချင်းဖလှယ်ကြတဲ့အတွက်ကြောင့်မို့လို့ဒါစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဖြစ်လာခဲ့တယ်။ ါတော့မြေရှင်ပရိသတ်စနစ်ကဆိုရင်ယောမတွေရဲ့မြေယာကုံထုံးလုံးမှုအစင်နာနဲ့ဂျာမန်တွေရဲ့အုပ်ချုပ်မှုအစင်နာတွေပေါင်းဆက်ထားတဲ့စနစ်ဒါမြေရှင်ပရိသတ်စနစ်လို့ပြောရင်ယောမတွေရဲ့မြေယာကုံထုံးလုံးမှုအစင်နာရဲ့ဂျာမန်တွေရဲ့အုပ်ချုပ်မှုအစင်နာတွေပေါင်းဆက်ထားတဲ့စနစ်ပါအဲ့တော့ယောမတွေရဲ့မြေယာပိုင်ဆိုင်မှုနဲ့ဂျာမန်တွေရဲ့အလေးထားတစ်ခုဖြစ်တဲ့တစ္ဆာဆောင်တည်မှုတွေကိုပေါင်းဆက်ကျင့်သုံးခဲ့တဲ့စနစ်တရက်လည်းဖြစ်ပါတယ်အဲ့တော့တစ္ဆာဆောင်တည်မှုကိုအခြေခံပြီးတော့ မြေရှင်တွေကမြေကျုံတွေကိုကာကွယ်ဆောင်ရှောက်တယ်။မြေကျုံတွေကအလုအကျွေးပြုတယ်။ဒါကတော့အပြန်အလှန်နော်။ရဲဒီလိုမျိုးလေးလာတာပေါ့။မြေရှင်ကမြေကျုံကိုကာကွယ်ဆောင်ရှောက်မယ်။မြေကျုံတွေကမြေရှင်တွေကိုပြန်ပြီးတော့အလုအကျွေးပြုမယ်။အဲစတဲ့အပြန်အလှန်ဂတိကဝထားရှိခြင်းရဆိုရင်မြေရှင်ပရိသတ်စနစ်ရဲ့အခြေခံခြင်းပေါ့။ဒါကြောင့်ဒီကျတို့ကနောက်ပိုင်းမှာမဆုတိုလေးမှလည်းပါနိုင်တယ်ပေါ့။မြေရှင်ပရိသတ်စနစ်ရဲ့အခြေခံခြင်းဝင်လို့ပြောရင်ဒါလေးကိုဒီကျတို့သိထားရမယ်နော်။အဲလေးသမားနဲ့လေယာဉ်စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေး အဲ့သူရဲ့ရည်ရွယ်ချက်ကတော့ဥရောပမှာမြေရှင်ပြည်တည်စနစ်ကလေယာဆက်ပြိုးရေးကိုအခြေခံတဲ့စီးပွားရေးစနစ်ဖြစ်ကြောင်းကိုလေ့လာသိရှိနိုင်လဲစီဖို့လေယာဆက်ပြိုးရေးမှာသုံးပိုင်းလေယာဆက်ပြိုးရေးကိုသိရှိစေဖို့နဲ့မြေယာခွဲဝေအထုံးချပုံကိုသိရှိစေဖို့နောက်စားမြေအပေါ်မိခိုနေရသူတွေရဲ့ဘဝရည်တည်ရေးအခက်အခဲတွေကိုသိရှိနိုင်လဲစီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှင်းတင်ရပြတ်တာမှာဖြစ်ပါတယ်။အဲ့တော့လေယာဆက်ပြိုးရေးကိုအခြေခံတဲ့စီးပွားရေး နော်မီရှင်ဗရီတရစ်စီးပွားရေးစနစ်ကဆိုရင်လေယာဉ်ခြိုက်ပွဲကိုအခြေခံတဲ့စီးပွားရေးဖြစ်တယ်။အဲအဲ့ဒီမှာမီရှင်ဗရီတရစ်လူအဖွဲ့အစည်းရဲ့အဓိကအခြေခံစီးပွားရေးကတော့စားမြေဆိုပြီးရှိတယ်။အဲ့တော့စားမြေအကြောင်းတချို့တော့ကနောက်နောက်ပိုင်းလေးမှာဒါအကျေတဝင်ရှင်းပြမယ်နော်။အဲ့တော့စားမြေအဲ့တော့စားမြေတွင်မှာကျင့်သုံးခဲ့တဲ့အုတ်ချုပ်ရေးစီးပွားရေးဆိုင်ရာအစဉ်အလာကျင့်သုံးတွေကိုစားမြေစနစ်လို့ခေါ်တယ်။အဲ့တော့စားမြေမှာဗရီတရစ်တဦးရဲ့ပိုင်နက်နယ်မြေဖြစ်ပြီးတော့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးအဖွဲ့အစည်းတရက်ဖြစ်တယ်။ ရစမ်းမြေပိုင်ရှင်တွေကဘယ်သူတွေပိုင်လဲဆိုရင်ဘယင်းနေပိုင်တယ်မူမတ်သူကောင်းမျိုးတွေပိုင်တယ်တာတနာဝန်ထမ်းခရိယံဖုံးတော်ကြီးတွေပိုင်တယ်ဆိုတော့သူတို့တွေကတချို့ဆိုရင်စားမြေတစ်ခုမကပိုင်ဆိုင်ကြတယ် တော့စားမြေဆိုတာမျိုးကဘယ်လောက်ထောင်ကျဲလဲဆိုရင်အသေးဆုံးစားမြေဒီအေက300ကနေပြီးတော့400အထိကျဲတယ်အကြီးဆုံးစားမြေကတော့အေက9000ထိကျဲတယ်အဲအဲ့ဒါလေးကစားမြေအခြေအဝန်လေးနော်အသေးဆုံးစားမြေကအေက300နေ400အကြီးဆုံးစားမြေကကျတော့အေက9000ထိကျဲဝင်ပါတယ်အဲ့ဒါဒီမှာကြည့်မယ်နော်အဲ့တော့ခုနပြောတဲ့ချမ်းသာကျွေးွားတဲ့ပုံစံဒီညေရာကအဓိကပဲ ။နော်မြေယာပိုင်ဆိုင်မှုပေါ်မူတည်ပြီးတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုတိုင်တာကြတယ်။အဲ့တော့စီးပွားရေးနဲ့လူမှုဆက်ဆံရေးကမြေယာပိုင်ဆိုင်မှုပေါ်ခေခံပြီးတော့ကြွယ်ဝချမ်းသာမှုနဲ့ဩဇာအာဏာတွေကလည်းဝေပြချာနိုင်ရစားမြေတခုမှာရွာတရဒါမှမဟုတ်ရွာများစွာပါဝင်တယ်။ဒါဆိုကျေတို့ဒါလေးကစားမြေလေးပေါ့နော်။အဲ့တော့စားမြေမှာဆိုရင်ကြည့်မယ်။ဒီမှာတစ်တော်တွေရှိမယ်။ ပါလက်ထားတဲ့မြေပေါ့ဒါအသုံးလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးမြေရှိမယ်ခြံလက်ထားတဲ့မြေရှိမယ်စိုက်ပျိုးမြေဒါဆိုရင်မြေရှင်ကြီးတွေအဲ့မြေရှိကြီးရေဆိုရင်ကျတို့အရှိမပြောထားသလိုပဲပိုင်ညာနဲ့ခရိယံဖုံးတော်ကြီးလည်းဖြစ်နိုင်တယ်နော်အဲနောက်ပြီးတော့ဒီမှာကျတော့ဒါတိမ့်ဆဲတဲ့ကြီးပေါ့နော်ဒါစိုက်ပျိုးရတဲ့တင်းနှံတွေကိုတိမ့်ဆဲတဲ့ကြီးရှိမယ်ဒါစိုက်ပျိုးတဲ့မြေဒါဆိုရင်ခရိယံဖုံးတော်ကြီးရဲ့ဘုရားရှိခိုးကြောင်ရှိမယ်ဒါကားဆိုရင်စားမြေကိုပိုင်ဆိုင်တဲ့ခရိယံဖုံးတော်ကြီးရဲ့အိမ်နဲ့ဖြစ်မယ်အဲဟောအဲ့နာမှာဆိုရင်ဒီမှာဂျုံကျိဆက်ရှိမယ် မောင်ဖုံပြီးဖို့ရှိမယ်ဘပေးဖို့ရှိမယ်ဒါတို့ရဲ့ဒါလုပ်ငန်းလေးတွေနော်ပြီးရင်စက်ကြဲမြေရှိမယ်ဒါကတော့တို့ပိုင်ဆိုင်တဲ့ယူဟာနော်အများပိုင်းမြေစားကြဲမြေဆိုစားမြေတစ်ခုဟာဒီလောက်လေးရှိမယ်သူကပြောသလိုပဲအသေးဆုံးစားမြေသည် A က300နဲ့400အထိရှိမယ်အကြီးဆုံးစားမြေကတော့ A က9000အထိရှိမယ်အဲ့တော့ခရိယံဖုံးတော်ကြီးကြောင့်ရှိမယ်အဲ့ဒီခရိယံဖုံးတော်ကြီးကြောင့်အနည်းမှဆိုရင်ဒါခရိယံဖုံးတော်ကြီးရဲ့အိမ်ရှိမယ်အဲ့ဒီမှာမှချောင်းလေးရှိမယ်ဒါဒီဒီဒီပြလေးရတာချောင်းလေးเนาะအဲ့တော့ချောင်းလေးရှိမယ်အဲ့ဒီချောင်းရဲ့နဘေးမှာဆိုရင်ဂျုံကျိတ်ဆက်ရှိမယ် အဲ့ဒီစက်ရုံရဲ့အနီးမှာဆိုရင် မုံဖုံမီးဖို့နဲ့ဗဘဲဖို့လေးရှိမှာเนาะအဲ့တော့ဒီစားမြေအတွင်းမှာဆိုရင်လေယာစိုက်ပျိုးရေးမှာဆိုရင်၃ပိုင်းလေယာစနစ်ကိုအများဆုံးအသုံးပြုတယ်အဲ့တော့၃ပိုင်းလေယာစနစ်ဆိုတာလေးကိုဒီချိန်နောက်တစ်ခုမှပြောပြရမယ်เนาะအဲ့တော့အခုနပြောတဲ့၃ပိုင်းလေယာစနစ်ပေါ့เนาะအဲ့တော့၃ပိုင်းလေယာစနစ်မှာဆိုရင်မြေယာကိုအကွက်၃ကွက်ပိုင်းထားတယ်စိုက်ကွက်၁စိုက်ကွက်၂စိုက်ကွက်၃ဆိုပြီးတော့အကွက်၃ကွက်ပိုင်းထားမယ်အဲ့တော့ပထမအကွက်နဲ့ဒုတိယအကွက်မှာဆိုရင်ຫນွေနဲ့စောင်းရာတီမှာတင်းထန်နေစိုက်ထား ။ဒါပြီးကြံတကွက်ကိုခြံလှက်ထားတဲ့စနစ်။အဲ့ဒါဒီ၃မှတ်လေယာစနစ်။ဟုတ်ပြီနော်။ပြောပြမယ်၃မှတ်လေယာစနစ်ဆိုတာကညရာအကွက်ကိုအကွက်၃ကွက်ပိုင်းမယ်။ပြီးွားရင်ပထမအကွက်နဲ့ဒုတိယအကွက်မှာຫນွေနဲ့ဆောင်းရသည်မှာအသီးနှံလေးစိုက်ခိုင်းမယ်။ကြံတကွက်ကိုခြံလှက်ထားတဲ့စနစ်။ဒါဟာ၃မှတ်လေယာစနစ်။အဲ့တော့နှစ်တိုင်းနှစ်တိုင်းမှာအကွက်တစ်ခုကိုခြံထားမယ်။ခြံထားပြီးတော့အလှဲကြစိုက်ခိုင်းမယ်။အဲ့တော့ အဲ့လိုအလဲကျဆိုက်ပြိုးခြင်းနဲ့မြေဩဇာထိမ့်သိမ်းနိုင်တဲ့အတွက်ကြောင့်ကောက်ပွဲသီးနှံပို့ပြီးဖြစ်တွန်းစေတယ်။ဒါဆိုအလဲကျဆိုက်တဲ့အတွက်ကြောင့်မို့လို့ကိုဆိုင်တဲ့အချိန်မှာကိုဒီကိုဆိုင်တဲ့မြေပေါ့နော်ကိုဆိုင်တဲ့မြေမှာအမြေမှာဆိုက်တဲ့သီးနှံပေါ့အဲ့ဒီသီးနှံကိုသူကအကောင်းဆုံးအများဆုံးထွက်အောင်ပေါ့သီးနှံတွေထွက်တိုးအောင်ဒါစူးစမ်းပြီးဆိုက်ကြတယ်။ဆိုတဲ့အတွက်ကြောင့်မို့နှစ်တိုင်းနှစ်တိုင်းဟာဒီမြေဟာပို့ပို့ပြီးတော့မြေဩဇာတွေပို့မြေမြေစီမြေထွားတွေပို့ကောင်းလာမယ်ပို့ကောင်းလာတဲ့အတွက်ကြောင့်မို့လို့ကောက်ပွဲသီးနှံတွေပို့ပြီးတော့ဖြစ်တွန်းမယ်ဆိုရည်ရွယ်ချက်နဲ့ဒါလေးရလောက်တာပေါ့နော်အဲ့တော့ဒါဆိုရင်ဒီချေတို့ကအသုံးပိုင်းလေအစနစ်ဆိုတာဒါမျိုးလေးနဲ့ချေတို့ လောက်တာပေါ့နော်အဲ့တော့စားမြေတစ်ခုကဆိုရင် ကိုယ့်ရဲ့စားမြေအတွင်းမှာလိုအပ်တဲ့လောက်အစာအစာအဝတ်အထည်နဲ့အခြားသုံးဆောင်ပစ္စည်းတွေကိုဒေတာအတွင်းမှာဖူးလုံထုတ်လုပ်တဲ့စိုက်ပျိုးရေးစနစ်ကိုကျင့်သုံးခဲ့ကြတယ်အဲ့တော့စားတို့တန်တို့လိုဟာမျိုးကကြတော့ မစားမြေမှာစားပြုလို့မရဘူးအဲအဲ့လိုမျိုးသူ့ပစ္စည်းတွေကိုကြတော့စားမြေရဲ့အပြင်အရက်ကနေပြီးတော့ဝယ်ယူရတာပေါ့နော်အဲ့တော့စားမြေပေါ်မှာမြေရှင်အပေါ်မှာမှီခိုနေရတဲ့လက်သမားတွေမြေကျုံတွေကမြေရှင်အတွက်ထုံရက်လောက်ကင်ပေးကြရတယ်ဆိုတော့ဟိုကျတော့ကစားမြေနဲ့ဇနပြောတဲ့ကံကြွေးချနော်ကံကြွေးချခံရတဲ့သူပေါ့ဒါလေးကမြေရှင်နဲ့အပြန်အလှန်ပြန်ပြီးခရီးကဝေလောက်ထားတာလေးနော်အဲ့တော့ ။ဇာမေမှာမြေရှင်အပေါ်မိကိုနေရတဲ့လက်သမားတွေမြေကျုံတွေကမြေရှင်အတွက်ထုံရက်ပေးရတယ်။အဲ့ဒီဇာမေတွင်းမှာနေထိုင်တဲ့လေယာအလုသမားတွေကထုံရက်လောက်ကင်ဖို့အတွက်ငားဧကပဲရတယ်။ပိုင်ဆိုင်တာတော့ပိုင်ဆိုင်မှုအများကြီးပဲဒါပေမဲ့အမိခိုနေတဲ့လူတွေကလည်းအများကြီးဆိုရကြမှာလို့အဲ့ဒီစားမြေတွင်းမှာနေထိုင်တဲ့မိခိုနေထိုင်တဲ့လက်ရအလုပ်သမားတွေကလုတ်ကင်မှုအတွက်ငားရိတ်ကပဲရတယ်ဆိုတော့ငားရိတ်ကပဲဆိုတဲ့အတွက်ကြောင့်မို့လို့မိသားစုစားဝတ်နေရတဲ့အတွက်ကမလုံလောက်ဘူး ။တစ်ခါတစ်ခါမှာနေစားနဲ့လောက်ကန်ရတယ်လို့လောက်ကန်ရတာရှိတယ်လို့လက်မှုပညာနဲ့လည်းရှာဖွေစာတောက်ရတယ်။အငားအိတ်ကနဲ့မလုံလောက်တဲ့အတွက်ကြောင့်မို့လို့အဆင်ပြေအောင်ထပ်ပြီးဝမ်းစာရအတွက်ရှာဖွေကြတာ။အဲ့တော့မြေကြုံတွေကဘာလုပ်လဲ။မြေယာနဲ့နှောင်ဖွဲထားခံရတယ်။ဆိုတဲ့အတွက်ကြောင့်မို့လို့လွတ်လပ်မှုကိုမခံစားရကြမယ်နဲ့မြေယာကနေပြီးတော့ထွက်ခွာသွားခွင့်ရလည်းမရှိဘူး။နော်သူတို့မှာလွတ်လပ်ခွင့်မရှိဘူးဒီမြေယာမှာပဲသူတို့လောက်ကန်ရမယ်ဆိုတော့အဲသူတို့ရဲ့တစ္ဆာခံယူထားတာရှိတဲ့အတွက်ကြောင့်မို့လို့သူကအဲ့ဒီမှာပဲလောက်ကန်ရတယ်လောက်ကန်ရတဲ့အတွက်ကြောင့်မို့လို့ ။နောက်ဒီညေရာကြီးနဲ့နှောင်ဖွဲ့ထားတဲ့အတွက်ကြောင့်သူတို့လွတ်လပ်မှုမရဘူး။ညေရာကနေလည်းထွက်ခွာသွားခွင့်မရှိဘူး။အဲ့ဒီစနေမြေရှင်ပရိသတ်ရိခေဦးကနေပြီးခေလေပိုင်းအထိအဲ့ဒီစားမြေစနေကြီးထုံကားခဲ့ပြီးတော့ကုံသွေးရေလုပ်ငန်းမထုံကားခဲ့။အကြမ်းလည်းရှေ့မှာပြောခဲ့သလိုပဲလုံခြုံမှုတွေမရှိနေတဲ့အတွက်ကြောင့်မို့လို့ထုံကားလာသည်ဘူး။အဲ့တော့မြေရှင်ပရိသတ်ရိခေနှောင်းပိုင်းကိုရောက်လာတဲ့အခါမှာမြေယာစီးပွားရေးရနေကုံသွေးမှုစီးပွားရေးစနစ်ကိုပြောင်းလဲလာ။ နော်တဖြည်းဖြည်းနဲ့ခင်နှောင်းမရောက်တဲ့အခါကျတော့ခုနလုံခြုံမှုစိတ်သုံးလာလေးဆိုတာတဖြည်းဖြည်းနဲ့နည်းနည်းပြောင်းလာတာပေါ့နော်အဲပြောင်းလာဆိုတော့ဒီကျဲအစမှာပြောသလိုပဲစနစ်တစ်တခုရောက်ဖို့ဆိုတာစနစ်ဟောင်းနေမှာပဲနည်းနည်းကျင်လေပြီးတော့မှစနစ်တစ်ကိုတဖြည်းဖြည်းပြောင်းလာတယ်အဲဒီလိုနဲ့အခုဆိုရင်ခင်နှောင်းမှာမြေစင်တရိပရိတရိခင်နှောင်းဝိုင်းကိုရောက်လာရောက်လာတဲ့အခါမှာမြေအရာစီဝါရေးရနေပြီးတော့ကုန်သွယ်မှုစီဝါရေးစနစ်ဆိုနည်းနည်းကုန်သွယ်မှုလေးရလာပြီပြောင်းလဲလာပြီးတော့မြေစင်ပရိတရိစားမြေစနစ်ကလည်းတဖြည်းဖြည်းပြောင်းွက်သွားပြီ အဲ့တော့မြေရှင်ပရိသတ်ရဲ့စီးပွားရေးစနစ်ကမြေယာပိုင်ဆိုင်မှုနဲ့မြေကျုံတွေရဲ့လိုအားကိုချေလဲဆိုတော့မြေယာပိုင်ဆိုင်တဲ့သူတွေကမြေကျုံဒီမြေကိုလောက်ကင်ပေးတဲ့လူတွေပေါ်မှာအခွန်အခအမျိုးမျိုးတောင်းကြတယ်။ဒါကြောင့်သူတို့လောက်ကင်ခွင့်ရတာလည်းတယောက်မှ9ဧကလောက်ပဲလောက်ကင်ခွင့်ရတယ်။မလုံလောက်တဲ့အတွက်ကြောင့်သူတို့မှနေစားတွေလုပ်ရတယ်။လက်မှုပညာတွေနဲ့သွားပြီးလောက်ကင်ရတယ်။ နော်အဲ့မှာမှာသူတို့ရတဲ့၅ဧကလေးဘုံမှာမှာထပ်ပြီးတော့အခွန်အခအမျိုးမျိုးယူတဲ့အတွက်ကြောင့်မို့လို့မြေရှင်ကြီးတွေရဲ့ဥစ္စာဌာနတိုးတက်ရေးအတွက်ပဲဖြစ်ခဲ့တယ်ဒီလုံသမားတွေလေယာဉ်လုံသမားတွေတကမပါလာခဲ့ဘူးကြောင့်အဲ့လိုကျင့်သုံးခဲ့တဲ့စနေကဒီမြေရှင်ပရိသတ်စီပွားရေးစနေကတော့ဒီမြေရှင်ကြီးတွေရဲ့ဥစ္စာဌာနတိုးပွားရေးအတွက်ပဲကျင့်သုံးခဲ့တဲ့စနေဖြစ်ပါတယ်။လေးတသမသုံးပေါ့နော်။သူကောင်းမျိုးနဲ့တခင်ကံကြွေးစာဆက်ဆံရေး။အဲ့တော့သူကောင်းမျိုးနဲ့တခင်ကံကြွေးစာဆက်ဆံရေး။အဲ့သူရဲ့ရည်ရွယ်ချက်ကတော့မြေရှင်ပရိသတ်လူအဖွဲ့အစည်းရဲ့အဓိက အခြေခံစည်းဝါးရေးဖြစ်တဲ့စားမြေစနစ်ကိုသိရှိစေဖို့နောက်စားမြေပိုင်ရှင်ဖြစ်တဲ့မြေရှင်နဲ့လက်သမားများနောက်မြေကြုံတွေအကြားမှာအပြန်အလှန်ဆက်ဆံရေးကိုသိရှိစေဖို့နောက်ကံကြီးစားတအူးရဲ့မျိုးမျိုးသားတာဝန်ဝန်ဆောင်မှုတွေနဲ့ပေးဆောင်ရတဲ့အခွန်တော်တွေအကြောင်းကိုသိရှိနားလည်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်ကြမှာဖြစ်ပါတယ်။အဲ့တော့သူကောင်းမျိုးနဲ့တခင်ကံကြွေးစာဆက်ဆံရေးကျေလို့ရှိမှပြောသလိုပဲနော်။အင်းကံကြွေးစာဆိုတာကမြေရှင်ပရိသတ်တွေကသူတို့ရဲ့တစ္ဆာခံယူထားတဲ့သူတွေ အဲဟိုမြေငားထားတယ်ပေါ့အဲ့ဒီငားထားတဲ့မြေကိုလောက်ကိုင်းနေသူပေါ့နော်အကန့်ကြီးစားပေါ့အဲ့တော့ယာပေါင်းများစွာတဲ့စားမြေယာပေါင်းများစွာသောစားမြေတွေနဲ့ဖွဲ့စည်းထားတဲ့မြေပိုင်ဆိုင်မှုကိုကန့်ကြွေးချမြေဆိုပြီးသတ်မှတ်တယ်အဲ့တော့ကန့်ကြွေးချမြေဆိုတာကသူစားမြေရှင်ပရိသတ်တွေကသူတို့ရဲ့တစ္ဆာခံယူထားတဲ့သူတို့ရှိမှတစ္ဆာခံယူထားတဲ့သူတွေကိုမြေယာတွေငားထားတဲ့မြေပေါ့နော်အဲ့ငားထားတဲ့မြေကိုဒါကန့်ကြွေးချမြေလို့ခေါ်တာအဲ့တော့မြေပိုင်ဆိုင်မှုကိုကန့်ကြွေးချမြေအဖြစ်မှတ်ယူကြတယ်အဲ့တော့ဘရင်က နိုင်ငံတော်အတွင်းမှာရှိတဲ့မြေယာအများစုကိုပိုင်ဆိုင်တယ်။အဲ့ဒီမှာမှာဗရင်ပိုင်မြေကိုတည်တံ့ထားတဲ့ကြံမြေအချို့ကိုကံကြွေးချမြေအဖြစ်သူ့ရဲ့လက်အောက်ခံအထက်တန်းစားသူကောင်းမျိုးတွေကိုချီးမြှင့်ပေးသနာခဲ့တယ်။နော်။အဲ့တော့သူကောင်းမျိုးမှာလည်းသူကသုံးမျိုးခွဲထားတယ်ပေါ့နော်။ဒါဒါအောက်မှာပြောပြမယ်။အဲ့တော့ထက်တန်းစားသူကောင်းမျိုးတွေကသူတို့အသုံးပြုဖို့လိုအပ်တဲ့မြေတစ်စိတ်တစ်ပိုင်းကိုယူတယ်ကြံမြီကိုတခါထပ်ပြီးတော့သူ့ထက်အရရငယ်တဲ့သူကောင်းမျိုးတွေကိုကံကြွေးချမြေအဖြစ်ပြန်လဲပေးဝေခဲ့တယ် ဆိုတော့ဒီချဲတို့သူကောင်းမျိုးမှာအထက်တန်းစားသူကောင်းမျိုးရှိမယ်။နောက်အထက်တန်းစားရဲ့အောက်မှာအဆင့်နဲ့သူကောင်းမျိုးရှိတယ်။အဲ့ဒီရဲ့အောက်မှာမှာမြင်းစည်းသူကောင်းမျိုးဆိုပြီးတော့သူကောင်းမျိုးသုံးမျိုးခွဲထားတယ်။နော်အဲ့ဒီမှာထက်တန်းစားသူကောင်းမျိုးတွေကအဲသူကမြေရအောင်အများဆုံးပိုင်နေပေါ့ပြန်ပိုင်ပြီးတော့မှသူတို့ပိုင်နေမြေထဲမှာမှတစိတ်တစ်ပိုင်းကိုယူတယ်။ကြံမြေကိုသူ့အောင်ငယ်တဲ့သူကောင်းမျိုးတွေကိုကန်ဖြူချမြေအဖြစ်တစ်ခါပြန်ပြီးတော့ပေးကြတာပေါ့နော်။ ဲ့တော့သူတို့တွေရဆိုရင်အဲသူကောင်းမျိုးတွေရဆိုရင်ဘရင်ရဲ့လက်အောက်ခံကံကြွေးစားမြေပိုင်ရှင်ကြီးတွေနော်ဘရင်လက်အောက်ခံကံကြွေးစားမြေပိုင်ရှင်တွေဖြစ်တဲ့ကံကြွေးချမြေပေးဝေမှုကို9ရာစုကနေပြီးတော့စတင်ပြီးတော့စီးပွားရေးနဲ့လုံခြုံရေးရည်မှန်းချက်တာမကဘဲနဲ့နိုင်ငံရေးအုပ်ချုပ်ရေးအတွက်လည်းအသုံးပြုလာခဲ့တယ်။ဒါကြောင့်ဘရင်တွေကသူ့ရဲ့မုမတ်သူကောင်းမျိုးတွေကို8ရာစုကမှမြေအပိုင်စားပေးသနာလာတယ်။ဆိုတော့ဟို တဖြည်းဖြည်းနဲ့လုပ်ငန်းတွေကပို့ပြီးတော့တွင်ကျဲလာတယ်ပေါ့နော်ဒီစီဝါဒီမြေရလုပ်ငန်းမှာဆိုရင်ဒါပို့ပြီးတော့တွင်ကျဲလာတယ်အောင်မြင်လာတယ်မိုးမက်သူကောင်းမျိုးတွေကိုအထက်ပြီးတော့မြေတွေအပိုင်းစားပေးသနာလာအားနေတဲ့ဘရင်လက်ထက်ဒီနေ့အပြင်ဘရင်ကြီးရဲ့အုပ်ချုပ်မှုနည်းနည်းနဲတဲ့ပေါ့နော်အဲ့တော့အဲ့လိုလက်ထက်တွေမှာဆိုရင်မြေရှင်နေစားကြီးတွေကတကူကြီးထွားလာอืมနဘောကြီးလာပြီးတော့သူတို့ရဲ့ပိုင်နယ်အတွင်းမှာသူတို့ကသူတို့အခွန်ကောက်တယ်သူတို့ဥပဒေတွေပြဋ္ဌာန်းတယ်တရားစီရင်နဲ့အုပ်ချုပ်တယ်အဲအဲ့ဒါတွေကိုဘရင်အာနာလိုပဲကျင့်သုံးလာခဲ့တယ် အကြောင်းလေဆိုတော့ဗရင်တွေကအုတ်ချုံမှုညံ့တဲ့အတွက်ကြောင့်မို့လို့ဒါမြေရှင်နေစားကြီးတွေကနေရာယူလာကြတာပေါ့နော်။ဒါသူတို့ပါသူတို့ပဲဒီလိုမျိုးတွေဗရင်အာနာလိုပဲအာနာတွေကျင့်သုံးလာခဲ့တယ်။အဲ့လိုနဲ့မြေရှင်နေစားကြီးတွေကပရိသတ်မင်းအသွင်ခံယူလာကြတယ်။အဲ့ဒါအပြင်ကင်းလုတ်ခွင်းနဲ့တစ္ဆာခံယူခြင်းအလေးထားတွေလည်းရှိလာတယ်။နော်ဆိုတော့မြေရှင်နေစားကြီးတွေလှုပ်လာခဲ့တဲ့အလေးချင်တွေပေါ့နော်။အဲ့တော့ကင်းလုတ်ခွင်းနဲ့တစ္ဆာခံယူခြင်းအလေးထားတွေလည်းရှိလာတယ်။ကင်းလုတ်ခွင်းဆိုတာဘာလဲဆိုရင်လုတ်ပိုင်ခွင့်ပေးထားတဲ့ မြေတွေနဲ့ပတ်သက်ပြီးတော့အုတ်ချုပ်ရေး၊စီးပွားရေး၊လူမှုရေးပိုင်းတွေမှာ ပေးသူကဘလို့မှဆွတ်ဖက်ပိုင်ခွင့်မရှိဘူး။ဒါကင်းလွတ်တာပေါ့နော်။အုတ်ချုပ်ရေးပိုင်းမဖြစ်ဖြစ်၊စီးပွားရေးပိုင်းမဖြစ်ဖြစ်၊လူမှုရေးပိုင်းမဖြစ်ဖြစ်ပေးတဲ့သူနဲ့မဆိုင်။ဒါဆွတ်ဖက်ပိုင်ခွင့်မရှိဘူး။လုပ်ပိုင်ခွင့်ရတဲ့သူကဒါလည်းအကုန်လုံးအပြည့်အဝလုပ်ပိုင်ခွင့်ရှိတာ။အဲ့တော့မြေပေးသနာခံရတဲ့သူကဆိုရင်အပိုင်စားရတဲ့နေမြေပေါ်မှာတီးခြားလွတ်လပ်စွာရက်တီပိုင်ခွင့်ရှိခြင်းဖြစ်တယ်။ဆွဲကြောင့်မလို့မြေရတဲ့သူကလည်းကိုပိုင်တဲ့မြေပေါ်မှာကိုရလိုက်တဲ့မြေပေါ်မှာလွတ်လွတ်လပ်လပ်ရက်တီပိုင်ခွင့်ရှိတယ်။ အတူမှာသူ့ကိုနှောင်ဖွဲ့ထားတာလေးချုပ်ကန်းထားတယ်မရှိဘူးเนาะအဲ့လိုလိုလက်ခွင့်ပေးထားတယ်ဒါပေမဲ့လည်းသူ့ရဲ့အနှောင်ဖွဲ့ရဘာလေးတခုတော့ရှိလဲဆိုရင်တစ္ဆာခံယူစေခြင်းဆိုတဲ့နှောင်အနှောင်ဖွဲ့လေးနဲ့တော့နှောင်ဖွဲ့ထားတယ်ပေါ့အဲ့တော့ကံကြွေးချမြည်ပေးသနာခြင်းနဲ့အတူတစ္ဆာခံယူပွဲကိုကျင်းပတယ် ဒါချေတို့တွေဟိုကန်ကြွကြမြေဟိုတစ္ဆာခံယူပွဲကျင်းပါတယ်ဆိုပြီးနောက်ပိုင်းမှာချေတို့မဆုတိုလီမှာပါလာနိုင်တယ်ပေါ့နော်အဲ့လိုလေးပါလာခဲ့လို့ရှိရင်ချေတို့ဒီအချက်လေးတွေမဖြစ်မနေပါအောင်ထည့်ပေးမယ်အဲ့တော့ကန်ကြီးချမြေပေးတနာခြင်းနဲ့အတူတစ္ဆာခံယူပွဲကျင်းပါတယ်အရှင်သခင်ပေါ်တစ္ဆာရှိရမယ်ဆိုတဲ့စိတ်ဓာတ်ကမြေရှင်ပရိသတ်စနစ်မှာအရေးပါအရောက်ရောက်ဆုံးစူးစိမှုပေးထားတဲ့စိတ်ဓာတ်ဖြစ်ပါတယ်နော်ဒါလေးတစ်ခုနဲ့ပဲသူတို့ကိုအနှောင်အဖွဲ့ပေးထားတာဒါဆိုရင်ဒီမှာကြည့်မယ်နော်ဒါဆိုရင်ဂါရဝပြူတယ် နော်ကာရဝပြုတဲ့အခမ်းအနားဒီမှာဆိုရင်ရာယာတူအနှင်းတဲ့အခမ်းအနားလေးပေါ့နော်အထက်တန်းစားသူကောင်းမျိုးတွေနဲ့အစိမ့်နေသူကောင်းမျိုးတွေအခြားဆက်ဆက်မှုအားဆိုရင်ကာရဝပြုခြင်းနဲ့ယာတူအနှင်းခြင်းအခမ်းအနားတွေကိုကျင်းပပေးခြင်းနဲ့ပေါ်ဆောင်တယ်နော်အထက်တန်းစားသူကောင်းမျိုးနဲ့အစိမ့်နေသူကောင်းမျိုးကဘယ်လိုကွာကြလဲဆိုတော့ဒီကာရဝပြုခြင်းနဲ့ယာတူအနှင်းခြင်းအခမ်းအနားမှာပဲပေါ်ဆောင်နေပေါ့အဲ့တော့ကာရဝပြုအခမ်းအနားမှာဆိုရင်လက်အောက်ခံကံကြွေးစားကလက်နဲ့အဆောင်အယောင်ခေါင်းဆောင်မပါဘဲနဲ့အရှင်သခင်ရဲ့ရှိတော်မှောင်မှာဒူးညွတ်ပြီးတော့အယိုတည်ပြီးတစ္ဆာဆိုရတယ် ော်သူကဘာကောင်းဆောင်မှမပါဘူးအဲဒူဒီအရှင်သခင်ရဲ့ရှေ့မှာပဲဒူးထောက်ပြီးတော့ဒူးထောက်ပါမယ်ပြီးရင်အယူသေးပေးပြီးတော့တစ္ဆာဆိုရတယ်အခါတော့ပြုချင်နော်အဲ့တော့အရှင်သခင်ကလက်အောက်ခံကံကြွေးစားကိုကံကြွေးချမြေပိုင်ဆိုင်တဲ့အမှတ်အသားအဖြစ်ဗာပြန်ပေးလဲဆိုတော့လှမ်းအလံနောက်အခြားသုံးဆောင်ပစ္စည်းတစ်ခုခုပြန်ပြီးတော့ပေးရလေရှိရဲ့ကျွန်တော်စစောက slide လေးကိုပြန်ကြည့်လိုက်မယ်အဲ့ဒါဒီမှာပြန်ကြည့်မယ်နော်အဲ့တော့ယာတို့ပြန်ပြီးတော့ပေးတယ်ဆိုရင်တစ်ခုခုလေးလေးပြန်ပြီးတော့ပေးတာပေါ့နော် အလှန်ဒါမှမဟုတ်ရင်အလန်းအမွေလည်းတခြားအသုံးဆောင်ပစ္စည်းလေးတစ်ခုခုအဲလိုမျိုးလေးပြန်ပေးရအောင်။အဲ့တော့အရှင်သခင်နဲ့ကံကြွေးစားတွေအဓိကဆက်ဆံရေးရပါတယ်ဆိုရင်သခင်ကရံအပေါင်းကနေကာဝယ်ပေးရမယ်။နောက်အမှုခင်းတွေကိုတရားသဖြင့်စီရင်ပေးရမယ်။ဒါအရှင်သခင်ကနေလုပ်ပေးရမှာ။ကံကြွေးစားကကြတော့ဘာလုပ်ပေးရမလဲဆိုတော့သူထမ်းဆောင်ရမယ်တာဝန်ကိုတရားတွေပြတ်ကွက်ခဲ့မယ်ဆိုရင်သခင်အနေနဲ့ကံကြွေးချမျိုးကိုပြန်သိမ်းပိုင်ခွင့်ရှိတယ်။အဲ့တော့ကံကြွေးစားကကိုထမ်းဆောင်ရမယ်ဝတရားကိုပြတ်ကွက်ခွင့်မရှိဘူး။ တကယ်လို့များပြက်ကွက်ခဲ့မယ်ဆိုရင်တခင်ကသူပေးထားတဲ့ကံကြေးစာမျိုးကိုပြန်ပြီးတော့သိမ်းလို့ရတယ်အဲ့လိုနဲ့ကံကြွေးစားတအူကမွေစားအမွေခံမရှိဘဲနဲ့တကယ်လို့ကွယ်လွန်သွားခဲ့မယ်ဆိုရင်သူ့ရဲ့ကံကြွေးချမြေကိုအရှင်သခင်ကပြန်လဲအုပ်ချုပ်ပိုင်မရှိဘူး။အဲ့လိုအုပ်ချုပ်နေစဉ်ကာလအတွင်းမှာကံကြွေးချမြေရဲ့ဝင်ငွေကိုလည်းသခင်အနေနဲ့ခန်းစားခွင့်ရှိပါတယ်။ဒါအရှင်သခင်အနေနဲ့ကံကြွေးစားတအူကအရွယ်ရောက်လာပြီးတော့လက်မထက်ရသေးတဲ့အမွေဆက်ခံသူတမီးပြူအတွက်ဆိုရင်တင့်လျော်တဲ့ခင်မွန်းကိုရှာပြီးတော့လက်ထပ်ထိမ်းရပေးရတယ်။ တော့အပြန်လာအဖစ်သူဘာပြန်လုပ်ပြရလဲဆိုရင်ကန်ကျွေးစားကသူ့ကိုပြန်ပြီးတော့အကာအကွယ်ပေးရတယ်။နောက်ကန်ကျွေးချမြေပေးတဲ့အတွက်ကြောင့်မို့လို့အရှင်သခင်ရဲ့လုပ်ငန်းတာဝန်အမျိုးမျိုးကိုလည်းကျေပွန်အောင်ထမ်းဆောင်ပေးရတယ်။အဲ့တော့အဓိကလှုပ်ဆောင်ရတဲ့တာဝန်ကတော့စစ်မှုထမ်းရတာပေါ့နော်။အရှင်သခင်ရှိမှပြန်ပြီးတော့စစ်မှုထမ်းပေး။နောက်ထုံတန်းအစဉ်လာရကန်ကျွေးစားတအူကအရှင်သခင်အတွက်တစ်နှစ်ကိုရက်ပေါင်း40စစ်မှုထမ်းပေးရတယ်။ အဲ့တော့ကံကြွေးချမြေမြောင်များဆိုအများကြီးပိုင်နေသူတွေကသူတို့ပိုင်ဆိုင်တဲ့ကံကြွေးချမြေပမာဏအတိုင်းပဲစစ်ပွဲမှာအစုအဖွဲ့နဲ့ပါဝင်ထမ်းဆောင်ရတယ်။ဒါတော့လုပ်ရမယ့်တာဝန်အတိုင်းလုပ်ရတယ်ပေါ့နော်။အဲ့တော့ကံကြွေးစားကတရားစီရင်တာဝန်တွေကိုလည်းထမ်းဆောင်ရပါတယ်။အဲ့လိုနဲ့ကံကြွေးစားတအူအားဆိုရင်မြို့မြို့သောလုပ်ငန်းတာဝန်တွေကိုလည်းလုပ်ဆောင်ပေးရတယ်။အဲ့ဒါအပြင်အချိန်အခါအတိုင်းတီးနှံငွေကြေးနောက်အခြားသုံးဆောင်ပစ္စည်းတွေကိုလည်းအရှင်သခင်စီကိုအခွန်တော်အဖြစ်နဲ့ပေးဆောင်ရတယ်။ တော့တခင်ကံကြီးစားပြောင်းလဲမှုတက်ပေးဆောင်ရတဲ့အခွန်နဲ့အထူးဖြစ်ပေါ်လာတဲ့အချိန်ခါရပေးဆောင်ရတဲ့အခွန်ဆိုပြီးတော့အခွန်နှစ်မျိုးပေးဆောင်ရတာပေါ့နော်အချိန်တခင်စီကိုကံကြီးစားကပေးဆောင်ရတဲ့အခွန်ကနှစ်မျိုးရှိတာပေါ့နော်ပြောင်းလဲမှုတက်ပေးဆောင်ရတဲ့အခွန်နဲ့အထူးဖြစ်ပေါ်လာတဲ့အချိန်ခါအရာပေးဆောင်ရတဲ့အခွန်ဆိုပြီးနှစ်မျိုးရှိတယ်ရပထမအမျိုးအစားကပါလဲဆိုရင်အရှင်သခင်ဒါမှမဟုတ်ကံကြွေးစားနှစ်ဦးကနေပြီးတော့နှစ်ဦးမှာတဦးဦးတည်ဆုံသွားပြီဆိုရင်ဗြိညင်စာချုပ်အတိချုပ်ဆိုတဲ့အခွန်အခအဖြစ်သခင်ကိုဆက်တာရတယ် အဲ့တော့ဘရိညင်စာချုပ်စာဘရိညင်ဆိုတော့ဂတိကဝိပြုတာပေါ့နော်အဲ့အဲ့လိုစာချုပ်အတိချုပ်ဆိုတဲ့အခွန်အခါဖြင့်တခင်ကိုစက်တာရတယ်။နောက်ဒုတိယအခွန်အမျိုးစာအဲ့တော့ဒုတိယအခွန်အမျိုးစာမှာကြတော့၃မျိုးခွဲထားတယ်။ပထမတစ်မျိုးကဘာလဲဆိုရင်တခင်ရဲ့တာတူကမြင်းစီသူရဲ့ကောင်းတူဒါမှမဟုတ်စစ်မှုထံသူကောင်းမျိုးဖြစ်လာတဲ့အခါမှာဂုံပြူပေးဆောင်ရတဲ့အခွန်အခါဖြစ်ပါတယ်။ဟာကိုရဲ့တာကမြင်းစီသူရဲ့ကောင်းဖြစ်လာမယ်ဒါမှမဟုတ်စစ်မှုထံသူကောင်းမျိုးဖြစ်လာမယ်ဆိုရင်ဂုံပြူတယ်အဂုံပြူပေးဆောင်ရတဲ့အခွန်အခါ နောက်ဒုတိယအမျိုးအစားကပါလဲဆိုရင်တခင်ရဲ့တမီးတူလက်ထပ်ထိမ်းရတဲ့အခါမှာလက်ဖွဲ့အဖြစ်ပေးဆောင်ရတဲ့အခွန်အခါနောက်တတိယအမျိုးအစားကတော့ကိုယ့်ရဲ့တခင်ကိုတခြားတခင်ကဖမ်းဆီးထားတဲ့အခါမှာတခင်လွတ်မြောက်ရေးအတွက်ပြန်လည်ရွေးချယ်ရတဲ့အပိုအခပေးဆောင်ရခြင်းဆိုပြီးတော့အခွန်အမျိုးအစား၃မျိုးနဲ့သူတို့ကထမ်းဆောင်ရတယ်။အဲလေးကစစောကပြောတယ်အဲသူကောင်းမျိုး၃ခုပေါ့နော်။ဒါဆိုရင်ဒါ အဲ့တော့အမြင်ဆုံးကတော့ဘယင်ပေါ့ဘယင်ရအောင်ဆိုအထက်တန်းစားသူကောင်းမျိုးရှိမယ်ထက်တန်းစားသူကောင်းမျိုးတဲ့သစင်းနေတာအစင်းနေသူကောင်းမျိုးနောက်ဆုံးမြင်းစည်းသူသူကောင်းမျိုးအဲ့သူတို့မှဒါဆိုရင်ဒါအပြန်အလှန်ပြီးဆောင်ရတာလေးပေါ့အဲ့တော့ဘယင်ကနေပြီးတော့အထက်တန်းစားသူကောင်းမျိုးကိုကံတွေးချမြေပေးမယ်ဘယင်ကနေပြီးတော့ဒီထက်တန်းစားသူကောင်းမျိုးတွေကိုလုံခြုံမှုအတွက်တာဝန်ယူရတယ်အတူကနေပြီးတော့ဗာပြန်ပေးရလဲဆိုရင်ထက်တန်းစားသူကောင်းမျိုးတွေကဘယင်ကိုအဲအကင်းလို့ခွေရှိတယ်။နောက်တစ္ဆာရှိရမယ်။ကာရောကပြူရမယ်။အခွန်ခါပေးရမယ်။စင်မှုထမ်းရမယ်။ဒါအပြန်နဲ့လုံဆောင်ပေးရတယ်။ ။အဲ့လိုပဲထပ်တန်းစားသူကောင်းမျိုးတွေကကြတော့အစိမ့်နေသူကောင်းမျိုးတွေကိုနော်သူတို့လှုပ်ဆောင်မယ့်မြေဖယ်ပြီးတော့ဂျန်တဲ့မြေတွေကိုအစိမ့်နေသူကောင်းမျိုးပေးတယ်။အဲ့တော့ပေးတဲ့အခါမှာဒါမြေပေးတယ်ပြီးတော့သူတို့ကလည်းအကာအကွယ်တွေပေးမယ်အစားအစာပေးမယ်။အဲ့ဒီအစိမ့်နေသူကောင်းမျိုးတွေကအထပ်တန်းစားသူကောင်းမျိုးတွေကိုဘာလို့ရလဲ?ကင်လူခွင့်ရှိတယ်။နောက်တစ္ဆာရှိရတယ်။နောက်ခါတော်ကပြူရတယ်။အခွန်အခါပေးရတယ်။စင်မှုထမ်းပေးရတယ်။ အဲလိုပဲအစင်းနေသူကောင်းမျိုးတွေကမျက်စိသူကောင်းမျိုးကိုမြေအကာအခွဲအစားအစာပေးတယ်မျက်စိသူရေကောင်းတွေကအစင်းနေသူကောင်းမျိုးတွေကိုကင်လုခွင့်တစ္ဆာရှိမှုခါရဝါပြုမှုအကွန်ကားနဲ့စင်မှုထမ်းခြင်းတွေပြန်ပြီးလှုပ်ဆောင်ပေးရတာဒါသူတို့ရဲ့အပြန်အလှန်လှုပ်ဆောင်ပေးတဲ့လှုပ်ဆောင်ချက်ကလေးနောက်လေးသမားလေးလေသမားနဲ့ရေရှင်စနစ်အတူရဲ့ရေချက်ကလွတ်လပ်တဲ့လက်သမားတွေရဲ့အခြေအနေလက်သမားနဲ့မြေရှင်တွေအကြဆက်ဆံရေးနဲ့အပြန်အလှန်ရပိုင်ခွင့်နဲ့တာဝန်ယူမှုတွေကိုရှင်းပြတတ်ဖို့ ောက်ပရိသတ်ရေးစနစ်လေသမားတွေကမြေပိုင်ရှင်တခင်တွေအတွက်လှုပ်အားနဲ့ဝန်ဆောင်မှုပေးရခြင်းနဲ့အခွန်အခပေးဆောင်ခြင်းတို့ကိုရှင်းပြနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထင်ရှားမှဖြစ်ပါတယ်။အလေးသမားလေးလေသမားနဲ့မြေရှင်စနစ်မြေယာတွေကိုအဓိကဆက်ပြီးလုပ်ကိုင်နေသူတွေကလေသမားတွေဖြစ်တယ်။အဲ့တော့လေသမားတွေကမိသားစုရဲ့စာဝန်တွေဖူလုံမှုရှိစေဖို့အတွက်မြေအေက25အေကအထက်မြေတွေကိုထုံရက်လုပ်ကိုင်ခွင့်ရတယ်။အဲ့တော့သူတို့တွေကလွတ်လပ်တဲ့လေသမားတွေထာဝရမြေငှားသမားတွေဖြစ်တယ်။ အဲ့တော့ထာဝရမြင်ငါသမားဆိုတော့ဘသူတွေရှိရနေပြီးတော့ငားရမ်းထားဆိုတော့ဒါဘယင်လေးရှိရနေပြန်ပြီးတော့ငားရမ်းရတာပေါ့နော်အဲ့တော့လွတ်လပ်တဲ့လေသမားတွေထာဝရမြင်ငါသမားတွေဖြစ်တဲ့မြေရှင်ကသတ်မှတ်ထားတဲ့အခွန်ကိုပေးဆောင်ရတယ်နော်မြင်ငားထားတဲ့အတွက်ကြောင့်မို့လို့သတ်မှတ်ထားဒီငားမြင်ငားကအတွက်သတ်မှတ်ထားတဲ့အခွန်ကိုပြန်ပြီးတော့ပေးဆောင်ရတယ်နှစ်ဦးနှစ်ဖက်ချုပ်ဆိုထားတဲ့တက်တန်းအရာပဲလုပ်ပိုင်မရှိအဲသူတို့မှာဂတိကဝချုပ်ဆိုမှုရှိတယ်။အဲ့တော့ချုပ်ဆိုထားတဲ့တက်တန်းအရာလုပ်ပိုင်ခွင့်ရှိတယ်။မြေကျုံနေလိုမျိုးမြေမှာနှောင်ဖွဲခံထားရခြင်းမရှိဘူး။ ဲ့တော့လွတ်လပ်တဲ့လက်သမားတွေကမြေကျုံတွေထက်ကိုပိုင်အခွင့်အရေးပိုများပိုပြီးတော့များများရတယ်။အဲ့တော့မြေရှင်နဲ့ပြဿနာပေါ်ပေါက်ခဲ့မယ်ဆိုရင်ဘရင်ယုံတော်မှာတရားဆိုင်ခွင့်ရှိပါတယ်။အဲ့တော့လက်သမားတွေနဲ့စားမြေပိုင်တခင်တွေအကြဆက်ဆံရေးရဆိုရင်စာချုပ်စာတမ်းမရှိတဲ့ဗဒိန်ရှင်ဂရိကဝတ်နဲ့နားလည်မှုယူထားတဲ့ဆက်ဆံရေးပါတဲ့။တနည်းအားဖြင့်ထုံတန်းအစဉ်လာဂရိကဝတ်ဆက်ဆံရေးလို့တမ်းမှာသူတို့မှာစာချုပ်စာတမ်းတွေမရှိနေဘူး။အဲမထုံးတဲ့အစဉ်အလာရတတ်မှတ်ထားသလိုပဲ။အဲဒါလေးနဲ့ပဲသူတို့က သတ်မှတ်ထားတာပေါ့နော်အဲ့တော့အရှင်သခင်နဲ့လက်သမားနှစ်ဦးစလုံးမှာရပိုင်ခွင့်နဲ့တာဝန်ယူမှုအတိအသင့်ရှိတယ်အဲ့တော့တာဝန်ယူမှုကိုလည်းလိုက်နာဆောင်ရွက်ရမယ်တာဝန်အတိအသင့်ရှိအဲ့တော့မြေရှင်ကလက်သမားတွေကိုလောက်ကန်စားတောက်နိုင်ဖို့အတွက်မြေယာတွေခွဲပေးရတယ်အဲ့ဒါပြင်အန္တရာယ်အမျိုးမျိုးကိုလည်းကာကွယ်ပေးရတယ် ဲ့တော့လက်သမားတွေကြားအငင်းပွားမှုတွေရှိလာခဲ့မယ်ဆိုရင်အငင်းပွားမှုတွေကိုဖြေရှင်းဖို့အတွက်တရားရုံတည်ထောင်ပေးရတယ်။အဲ့တော့လက်သမားတွေကလည်းမြေရှင်ကအခွင့်အရေးတွေပေးထားတဲ့အတွက်ကြောင့်မို့လို့အပြန်အလှန်အပြင်ဝန်ဆောင်မှုအခွန်အခပေးခြင်းတို့ဖြင့်ပြန်လည်ပြီးတော့ပေးဆက်ရတယ်။အဲ့လိုနဲ့ကိုယ့်ရဲ့လှုပ်အားနဲ့ဝန်ဆောင်မှုပေးခြင်းဟာအရေးပါတဲ့ဝန်ဆောင်မှုတစ်ရပ်ဖြစ်လာခဲ့တယ်။အဲ့လှုပ်အားနဲ့ဝန်ဆောင်မှုပါဆိုရင်ရသက်တစ်ပတ်တစ်ပတ်အတွင်းမှာလှုပ်အားပေးခြင်းနဲ့အချိန်ပိုလှုပ်အားပေးခြင်းဆိုပြီးတော့နှစ်မျိုးရှိတာပေါ့။အဲ့ရသက်တစ်ပတ်အတွင်းလှုပ်အားပေးခြင်းရဆိုရင်လေသမားတအူးက တနှစ်တာကာလအတွင်းမှာရက်သက်တစ်ပတ်ရက်နှစ်ရက်ဒါမှမဟုတ်ရင်သုံးရက်ကိုမြေရှင်ရဲ့အထူးတည်တံ့မြေကိုအဖိုးအခမယူရပဲမရပဲနဲ့လုံအားပေးထုံရက်ဆက်ပြုတ်ပြရတယ်။နောက်လိုအပ်ခဲ့မယ်ဆိုရင်မြေရှင်ရဲ့အိမ်မှုရေးရာကိစ္စတွေမှာလည်းအခမဲ့လုံအားပေးကြရခြင်းရှိတယ်။ဒါကဘာလဲဆိုရင်ရက်သက်တစ်ပတ်အတွင်းလုံအားပေးခြင်းပေါ့။အဲဒါဆိုရင်ဒီမှာ လိုအပ်မယ်ဆိုရင်ဒါသူရဲ့မြေရှင်ရဲ့အလုပ်တွေကိုဒါလှုပ်ဆောင်ပေးရတာပေါ့နော်အဲ့လိုတပတ်တွင်းမှာနှစ်ရက်ထားမှရင်သုံးရက်အဲဒါမျိုးတွေဒါမြေရှင်အတွက်လှုပ်ပေးရတာအဖိုးခါလည်းမရဘူးဒါလိုကင်ပေးရဟောအချင်းဖို့လှုပ်အပ်ပေးခြင်းအချင်းဖို့လှုပ်အပ်ပေးခြင်းရကြတော့ရက်ကန်တန်ထားခြင်းမရှိဘူးမြေရှင်ရဲ့တီးတန့်ပိုင်းမြေနဲ့အိမ်မူရေးရာကိစ္စတွေမှာအထူးအချိန်ခါလိုက်လုံအားပေးရခြင်းဖြစ်တယ်။လုံအားနဲ့ဝန်ဆောင်မှုနှမျိုးပေးရတဲ့အပြင်လက်သမားတွေဟာထုံတန်းအစဉ်အလာအရတတ်မှတ်ကန့်သက်ထားတဲ့ နှုံထားတဲ့ငွေအစားအချမ်းပစ္စည်းတွေနဲ့အခွန်အခပြန်ပြီးတော့ပေးဆောင်ရတယ်။အဲတော့ပေးဆောင်တဲ့အခါမှာလည်းပုံမှန်ပေးဆောင်ခါနဲ့အထူးအချိန်ခါလိုက်ပေးဆောင်ခါဆိုပြီးနှစ်မျိုးရှိတယ်။အဲတော့ပုံမှန်ပေးဆောင်ခါတော့ဗာလဲဆိုတော့မြေငါးခါနော်ဒါပုံမှန်ပေးဆောင်ခါ။နောက်အထူးအချိန်ခါလိုက်ပေးဆောင်ခါကြတော့အငွေဆက်ခံခွင့်အခွန်ပေးဆောင်ခြင်းဆိုပြီးတော့ဒါအထူးအချိန်ခါလိုက်ပေးဆောင်ခါဆိုနှစ်မျိုးရှိအောင်။ဥပမာအဖြစ်လေသမားတအူးတည်ဆုံးသွားခဲ့မယ်ဆိုရင်သူ့ရဲ့အငွေစားအငွေခံတဲ့အရှင်သခင်ကြီးအကြား ပရိညာကတိကဝတ်အသည့်ပြုလုပ်တဲ့အတွက်ပေးဆောင်ရတာ။အဲ့ဒါဝန်ဆောင်မှုပေးတယ်။အခွန်အခတွေပေးတာတွေအပြင်လေသမားတွေကသူ့ရဲ့လက်မြေကနေထွက်ရှိတဲ့ဂျုံလေး၊ကောက်ပွဲသီးနှံတွေကိုမြေရှင်ရဲ့ဂျုံကျိဆက်တွေမှာကြိတ်ခွဲတဲ့အဖိုးအခါနဲ့မြေရှင်ရဲ့မိဘကြီးမှာပေါင်မုတ်ဖုတ်တဲ့အခွန်အခကိုလည်းပေးဆောင်ရတယ်။ဆိုတော့မြေရှင်အတွက်ပဲသူတို့ကများများပေးနေရတာပေါ့နော်။အဲ့တော့လေသမားနဲ့မြေရှင်တွေအကြဆက်ဆံရရရှိရင်မြေရှင်ပရိစနစ်စနစ်ရဲ့အဓိကအသွင်လက္ခဏာတရက်ဖြစ်တဲ့မြေရှင်အပေါ်မှာမိခိုးအားထားရခြင်းဖြစ်ပါတယ်။အဲ့ဒါအဲ့ဒီလိုဆက်ဆံမှုကအပြင်းအ လန်ရပိုင်ခွင့်ရှိခြင်းနဲ့တာဝန်ယူမှုဆိုတဲ့ဗတိညင်ဂတိကဝတ္တရက်ကိုဒါကျင့်သုံးထားခြင်းပဲဖြစ်ပါလိမ့်။ဒါဆိုရင်အမြေရှင်နဲ့လက်သမားဆက်ဆံရေးပေါ့။အဲ့တော့မြေရှင်နေရကြတော့ဒီလက်သမားတွေကိုဒီလိုဒီလိုလာမယ်။နော်။အဲ့တော့မြေရှင်နေရဘယ်သူတွေလဲဆိုတော့မြေရှင်နေရဒီတီတီတုံးကိုမြေရှင်နေအထက်တန်းသားသူကောင်မျိုးရှိမယ်။အစင်းနေသူကောင်မျိုးရှိမယ်။မြင်းစည်းသူကောင်မျိုးရှိမယ်။အဲ့အဲ့ဒါတွေကကြတော့ဒါမြေပိုင်ရှင်နေ။အဲ့တော့မြေပိုင်ရှင်တွေကဒီလက်သမားတွေတနည်းအားဖြင့်မြေကျွန်းနေပေါ့နော်။သူတို့ကိုအစားအစာခိုလုံခွင်းနဲ့အခါခွဲပေးတယ်။ အဲအဲ့ဒီမှာလက်သမားတွေမြေကြုံနေရကြတော့ဒီမြေပိုင်ရှင်တွေကိုဗာပြန်ပေးရဆိုရင်ဒီမြေတွေကိုစိုက်ပျိုးပေးတယ်ပြီးရင်လှုပ်အားပေးတယ်ပြီးရင်အခွန်ပေးတာလည်းပြန်ပြီးလုပ်ဆောင်ပေးတယ်အဲသူတို့ရဲ့အပြန်အလှန်ဆက်ဆံရေးပေါ့နော်မြေရှင်နဲ့လက်သမားအပြန်အလှန်ဆက်ဆံညာဒါတော့လေ့ကျင့်ညာလေးပေါ့နော်ဒီချက်တော့အခန်းလေးအတွက်ဆိုရင်အမမှန်လေးတွေရှိမယ်ပြီးရင်ကွက်လက်ရှိမယ်ဒါတော့မဆုတူနော်မဆုတူလေးတွေရှိမယ်ပြီးရင်မိကုံရှိရှိမယ်ဒါတော့အခန်းလေးနဲ့ပတ်သက်တဲ့အလေ့ကျင့်ညာလေးတွေ အားလေးလည်းလေ့ကျင့်ထားဖို့လိုတယ်ပေါ့အဲဒီကျေတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်